မင်းသားထွန်းထွန်းနဲ့အတူရုံရှင်ကားကြီးအတူတူရိုက်ကူးခင်ရခဲ့တဲ့ပရိဒသမားကိုထွန်းမင်းပရိဒတ်ကြီးရဲ့ကိုထွန်းမင်းကတော့အများကသိတဲ့အတိုင်းပဲပရိဒသမားတယောက်ဖြစ်ပြီးတော့သူဟာအရင်ကတည်းကအနုပညာရှင်တယောက်ဖြစ်ခြင်းနဲ့စံတာရှိခဲ့တာပါသူရဲ့ဘဝတစ်လျှောက်လုံးမှာပရိဒတွေကိုလှုပ်ပြီးတော့အများစုကိုတည်ပိုးလာခဲ့သူပါနော်သူဖြစ်ခြင်းနဲ့အိမ်မက်တွေကိုအကောင့်ထည့်ပေါ်ဖို့အမိနေခဲ့ပြီးတော့သူဘဝမှာအနုပညာရှင်ဖြစ်ခြင်းနဲ့စံတာလေးရှိခဲ့ပါတယ်ဒါပေမဲ့သူဟာယုံမချောတော့တခြားအနုပညာရှင်တွေနေရာကိုလည်းမလိုချင်ခဲ့ပါဘူးသူအတွက်ဘယ်နေရာဝင် ရရအနုပညာပဲလုပ်နေရရင်အဆင်ပြေတယ်လို့ပြောပြခဲ့ရပါကိုထွန်းမင်းကသူ့ရဲ့နာမည်နဲ့ပုံကို ပိတ်ကားပေါ်မှာပထမဆုံးတွေ့ရတာကြောင့် PD ဖြစ်နေပြီးတော့သူ့အမေနဲ့ညီမလေးကလည်းပြောနေရလို့သိရပါတယ်သူ့အမေကပထမဆုံးအင်တာဗျူးမှာမဖြေတတ်ဘဲအတွေ့အကြုံမရှိရကြောင်းမိခင်အတွက်စာနာပြီးတော့မီဒီယာသမားတွေကိုလည်းတောင်းပန်ခဲ့ပါသေးတယ်ဝါသနာကတစ်ဖက်အလောကတစ်ဖက်ဖြစ်လို့ပရိုက်တာဘက်မှာလည်းမလင်းရင်အောင်လို့အစွမ်းကုန်စူးစမ်းမယ်လို့ဆိုပါတယ်ပရိုက်တာအလောတုံးကလည်းအားလုံးရဲ့အညဉဉ်ခံပြီးတော့ဝေဖန်တာတွေရှိနေတာအောင်စွမ်းကုန်စူး းစားခဲ့လို့နေရာတနေရာကိုရခဲ့ရဖြစ်ပါတယ်။အနုပညာရှင်တယောက်အနေနဲ့လည်းစူးစမ်းသွားအောင်မယ်လို့ဆိုပါတယ်။ထရီလာမှာနှကန်းစာလောက်သာပါပြီးတော့ပိုစတာမှာတော့ခေါင်းကြီးနေရာကိုယူထားတာကြောင့်မကြိုက်တဲ့ပရိသတ်တွေကတော့ကောင်းကောင်းဝေဖန်နေပြီးတော့လက်မခံဘူးလို့လည်းဆိုကြပါတယ်။ဒီနိုင်ငံမှာဒီလိုစိတ်တဲ့လူတွေများတာကြောင့်ကိုထုံးမင်းနေနဲ့စိတ်ပြက်အားငယ်မှုမရှိတော့ပါဘူးနော်။ကိုထုံးမင်းကတရုတ်ဆောင်တဲ့သူတယောက်ဖြစ်ပြီးတော့သူ့ပုံစံကအတွေ့အကြုံရှိပြီးသားအနုပညာရှင်တယောက်လို့အိုက်တင်တွေကပြည်ပြလွန်နေပါတယ်။ ူကတူပိတ်ကားပေါ်မှာပြန်ကြည့်ရတော့လေသူဟာအရင်သဘောကျပြီးတော့မိုက်တယ်လို့ပြောပါရယ်သူလိုရုပ်ရင်မရှိတဲ့သူကိုတော့ဒီလောက်ထိခိုင်မမိုက်ပုံစံဖြစ်အောင်တင်ပြခဲ့လို့ဒါရိုက်တာကြီးရဲ့ကျေးဇူးတွေမကင်းဘူးလို့ပြောပြခဲ့ရပါ ဒါရိုက်တာကြီးရဲ့ကျေးဇူးတွေမကင်းဘူးလို့လည်းပြောပြခဲ့ပါတယ်။ဒါရိုက်တာဟာသူ့ကိုမခုမကပ်ဘဲနဲ့ဇွဲနဲ့တင်ပေးရကြောင်းသူလဲစူးစမ်းရချိုးနှက်ပါတယ်။သူကသူပီတိဖြစ်မိရဲ့လို့ပြောပြခဲ့ရပါ။မိသားစုတွေရက်တည်နေပြီးတော့ပရိုက်တာအလုပ်တင်မဟုတ်ဘဲအပြင်စီးပွားရေးဖြစ်တဲ့သူ့ရဲ့ဆန်ဆိုင်နဲ့အမှုပညာအလုပ်ကိုလည်းအဖက်ဖက်ကနေမလင်းရင်အောင်စူးစမ်းခဲ့တာမျက်မြင်ပါပဲနော်။ကိုထုံးမင်းပါဝင်ထားတဲ့စုံမတ်ဇက်ကားကအကယ်ဒမီမင်းသားထွန်းထွန်းနဲ့အတူတွဲဖက်တရုံဆောင်ရတာကြောင့်ပို့ပြီးတော့ဂုံယူတယ်လို့ပြောပြလာခဲ့ပါတယ်။နောက်ထပ်သူ့ကိုပို့ပြီးတော့စူးစမ်း မှုရအောင်လဲသူမိသားစုကအားပေးခဲ့ပြီးတော့အနုပညာရှင်တိုင်းကလည်းတွဲခေါ်ပြီးတယ်ပံပိုးကူညီပေးခဲ့ကြတာလည်းဖြစ်ပါတယ်ကိုထွန်းမင်းရဲ့မိသားစုဟာအနေအေးပြီးတော့ဒီလိုပွဲတွေတိတ်မတက်ဖြစ်တော့ရိုးရိုးအေးအေးကြီးတွေဘာမှမပြောတတ်ဖြစ်နေခဲ့ပါတယ်မီဒီယာသမားတွေကလည်းဇွန်မေတော့သူ့အမေအတွက်တောင်းပန်စကားဆိုခဲ့ပြီးတော့ယူသားစွာနဲ့ဝန်ခံပြောဆိုခဲ့ရပါသူ့အမေဟာအိမ်မှာအချက်ပြုတ်ပင်လောက်တာကြောင့်ယူသားစွာပဲပြောတတ်တယ်။စကားနည်းရကြောင့်အသက်60ကျော်တွင်ဒီလိုပွဲတက်တာပထမဆုံးဖြစ်လို့စိတ်လှုပ်ရှားနေရလဲပါပါတယ်။ ဒါကြောင့်မာနာကြီးတာမဟုတ်ပဲသူ့မှာစကားမပြောတတ်လို့ရှက်နေရလို့အထင်မြင်မလွဲအောင်ပြောဆိုခဲ့ရဖြစ်ပါတယ်။ပရိသတ်တွေလက်ခံတဲ့အမှုပညာရှင်တယောက်ဖြစ်အောင်စူးစမ်းပြီးတော့ပရိသတ်လုပ်ငန်းတွေကိုလည်းတည်ထက်ဖို့လုပ်ကိုင်နိုင်အောင်စူးစမ်းသွားမယ်လို့ဆိုပါတယ်။ဒီတော့ပရိသတ်ကြီးမင်းသားထွန်းထွန်းနဲ့အတူတွဲဘက်တယောက်ဆောင်ခွင့်ရတဲ့ပရိသတ်သမားကိုထုံးမင်းပေါ်မှာမှတ်ချက်လေးတွေပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။